ကရင်ပြည်နယ်လိုင်းဝဲမြို့နယ်ဒွန်းနာတောင်နဲ့အရှေ့ချမ်းနော်ဒရာတောင်ကျေးမှာရှိတဲ့တားလက်ပြွာစခန်းကို KNU ကတိုက်ခိုက်ရမှာစခန်းမကျစေဖို့စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီးခုခံနေတယ်လို့ကရင်စစ်ရဲသတင်းမြစ်ကပြောပြပါရတယ်။ဖန်အန်ခရိုင်လိုင်းဝဲမြို့နယ်ပိုင်ကြုံမြို့တမဟာခွနဲ့စစ်ရဲလှုပ်ရှားနေမြေတဲကတားလက်ကျေးရွာနီးမှာရှိတဲ့ပြွာစခန်းကိုကရင်အမျိုးသားစီယုံ KNU ရဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က မေလ9ရက်နေ့ကစပြီးတိုက်ခိုက်ခဲ့ပါတယ်။ထိုင်းနယ်စပ်အနီးကတခေါပီဂရေးစကန်ကိုတင်းယူလိုက်တဲ့နေ့ညပိုင်းမှာပဲတာလယ်ပြူဟာစကန်ကို KNU ကတပါတယ်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။တာလယ်ပြူဟာစကန်ဟာအဲ့ဒီဒေသအတွင်းမှာအကြီးဆုံးစခန်းလေးဖြစ်ပါတယ်။စခန်းကို KNU ကဝန်ရပိတ်ဆို့ထားပြီးစစ်ကောင်စီတပ်ဘက်ကလည်းနေ့စဉ်နီးပါးလေကြောင်းကနေပြုတ်ကူပေးပြီးတိုက်ခိုက်နေတယ်လို့ကရင်စစ်ရဲတင်းမြစ်ကပြောပြပါတယ်။စကောက်စေတက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒီနေ့မနက်ပိုင်းမှာထိုင်းစစ်တပ်ကတာခရိုင်မဲဆောက်မြို့နယ် ထိုင်းမြန်မာနယ်စပ်အနီးမှာတက်ဆွဲထားတယ်လို့ထိုင်းသတင်းဌာနတစ်ခုကဖော်ပြပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကထိုင်းနယ်စပ်ကနေ9ကီလိုမီတာကွာဝေးပေမဲ့ပောက်ကွဲတံတွေကိုထိုင်းဘက်ခြမ်းကနေကြားနေရတယ်လို့ဆိုတာပါ။ဘုံကျဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့်တာလေကျေးရွာဒေသခံရွာသူရွာသားတွေဟာရွာလုံးကျွတ်နေပါထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဆိုင်းဘွဲမြို့နယ်ဒေါနာတောင်နဲ့အရှေ့ခြမ်းကထိုင်းနယ်စပ်တစ်ချောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU ကတိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး အခုနှစ်အတွင်းမှာပူလူတို့ခလှဲ့တဲ့မော်ဖားတို့တခေါပိကွေစကန်တွေကိုတင်းယူထားပြီးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဒေတာမှာတာလေပြူဟာစကန်အပါအဝင်မော်ဖိုးကေမဲလာနဲ့နော်ထရာတောင်စကန်တို့ကြန့်ရှိနေပါသေးတယ်။ဒါပေမဲ့လက်ကျန်တက်စကန်တွေစီစကောင်စီတက်ကမြေပြင်စစ်ကိုမလွတ်နိုင်တော့ပဲလေချောင်းပြုတ်ကိုတာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ကရင်စစ်ရဲတရင်မြက်ကပြောပြပါရယ်။ထိုင်းနယ်ဇာအနီကတက်စကန်တွေကိုလက်လွတ်ဆုံးရှုံးလာတဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့တရားဝင်တရင်ထုတ်ပြန်ထားတာမျိုးရှိသေးပါဘူးရှင်။